ဆရာနာရှင်လက်ထက်မှာမြောက်ကိုရီးယားလိုအီရန်တို့လိုနီးကရလက်နက်လည်းရှိပြီးတခြားခေတ်မီလက်နက်ဒုံးကျည်နေတာရှိလာပြီဆိုရင်ဟုတ်ရိုးတွေကူညီဖို့ဆိုတာဝေလာဟဝေးဟုတ်မင်္ဂလာပါခင်ဗျာအခုတစ်ခေါက်မှာတော့ကျွန်တော်ဒီကိုကြီးတယောက်ပြောတာလေးကိုနားထောင်ကြည့်အောင်ခင်ဗျာဒီကိုကြီးတယောက်ကတော့တော်တော်လေးကိုကြောက်နေတဲ့သဘောမှာရှိတယ်ခင်ဗျာနော်ဒီမနက်ငယ်ကိုရုရှားအာဏာရှင်စနစ်နဲ့ရုရှားကနျူကလီးယားလက်ဒီ လူကလျာအတက်ပညာတာဆရာနာရှင်ကိုပေးလိုက်ပြီးဆိုရင်မြန်မာနိုင်ငံမှာဆရာနာရှင်တည်နေဖို့ဟာဒေသတာလောက်ရှိတယ်အခုဆရာနာရှင်မှာနျူကလျာလက်နက်မရှိတာမရှိသေးဘူးခင်ဗျလက်နက်တွေမရှိသေးတာတော့အနောက်နိုင်ငံများကဆရာနာရှင်ကိုဆက်ကျင်နေတဲ့တော်လိုင်းရေးကိုအပြည့်အဝမကူညီရေးမကူညီသေးတာ ဆရာနာရှင်လက်ထက်မှာမြောက်ကိုရီးယားလိုအီရန်တို့လိုဒီကရလက်နဲ့လက်ရှိပြီးတခြားခေတ်မီလက်နဲ့ဒုံးကျည်နေတာရှိလာပြီဆိုရင်ခုသူတို့တွေကူညီဖို့ဆိုတာဝေလာတဝေးဒါကြောင့်မြောက်ကိုရီးယားနိုင်ငံအီရန်နိုင်ငံတို့ကမျိုးလင်းချက်ကင်းနေနေတာရာသပံသူတို့ဒီအာနာရှင်အောက်မှာနေရတော့မှာသူတို့နိုင်ငံလိုမဟုတ်မျိုးလင်းချက်အရမ်းမဲနေတယ်ဒါကြောင့်ဘသူမှဝင်မပါရဲဘူးဒါကြောင့်ဒီအနေအထားများအရာကျွန်တော်တို့ဒီကိုယ့်အားကိုယ်ကိုယ်မှရတော့မှာ ကိုညီညွတ်မှရအောင်ဆရာသာရှိစနစ်ကိုတကယ်ကျွန်တော်တို့တိုက်ချင်လဲဆိုရင်ကိုယ့်အကူကိုမှရတော့မှာအကူအကူကိုယ့်ပဲရတဲ့နေရာမှာကြည့်လို့တုတ်သိကြည့်လို့အပြောသမားတွေတဲ့လက်တွေအလုံးလုံးမဲ့အုပ်စုတွေပဲဥဆောင်ဖို့ပြုပြင်ပြောင်းလဲမှု reform လုပ်ဖို့လိုအပ်နေပြီအဲ့ဒီတည်းမှာမှာ ကျွန်တော်တို့အရေးအရေးပေါ် emergency plan plan A plan B အဖြစ်ကျွန်တော်တို့ထက်စဉ်းစားဖို့လိုအပ်နေပြီအဲ့ဒီ plan A plan B မှာအကယ်၍ရုရှားနိုင်ငံကရှေ့တိုးလာတယ်စစ်အာဏာရှင်တွေကလည်းအရန်တာကြီးကိုအကောင့်ထဲပေါ်လာရင်တရုတ်နိုင်ငံကနေတဆင့်ကျွန်တော်တို့တားမှဖြစ်နိုင်မယ်ဆိုတဲ့စဉ်းစားပုံကနေရှင်းကပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ policy တွေကျွန်တော်တို့သွားနေတဲ့ချင်းကပ်ပုံတွေအားလုံးကိုမူဝါဒတွေအားလုံးကိုပြန်လည်သုံးသပ်တရုတ်နိုင်ငံနဲ့ပြည်လည်အောင်လုပ်ပြီးဘယ်လိုအပေးယူလုပ်မလဲဆိုတဲ့စဉ်းစားမှုတွေကိုစဉ်းစားဖို့လိုလာပြီ။ဒါကြောင့်ဒါတွေအားလုံးကအခုဖြစ်နေတဲ့လက်ရှိအနေအထားကမ္ဘာအနေအထားများအရပြည်တွင်းမှာရှိတဲ့အနေအထားများအရဆက်အနာရှင်တွေရဲ့ အာနာရှင်စနစ်ကဘာပေါ်မှာခေါင်းထောင်လာတဲ့အနေအထားများဆေးအာနာရှင်စနစ်ရဲ့စနစ်တကျတိဆောက်ထားတဲ့နှစ်80ကျော်သူတို့ရဲ့ကိုရက်ကြီးအဲဒီအမှာမှာကျွန်တော်တို့ရဲ့အခုမှနိုးထလာတဲ့မြေဥတော်လိုင်းရဲ့နုငယ်သေးတော်ကိုရက်မခိုင်မြဲသေးသောမဟာမိတ်ပြုမှုများယုံကြည်ချက်များလမ်းပြောင်းနေမှုများကလည်းဒီဖြစ်ပျက်နေတဲ့အနေအထားများအားလုံးကိုပထမအဆင့်ကျွန်တော်တို့ နကူသွားနေတဲ့အနေထားနောက်၄နှစ်နောက်၆နှစ်နောက်၈နှစ်နောက်၁၀နှစ်ဆိုတာကိုမချပြနိုင်လို့မရတော့ဘူးပြောချင်တာကကျွန်တော်တို့မှာဘယ်နှစ်မှာဘာဖြစ်ရမယ်ဆိုတဲ့အ ਨੇ စုံခံမှန်းချက်ရှိဖို့လို့ဒီနှစ်ပြီးတော့မယ်မနေ့ပြန်ပြီးတော့မယ်တစ်ခါပြီးတော့မယ်ပြောနေတာဆိုတာတဲ့အဲ့ဒီသွားတဲ့လမ်းကြောင်းကနေ ကျွန်တော်တို့ဒီ plan တွေဆွဲထားဖို့လိုအပ်နေပြီ။ main ဒီလောက်တိတက်နေတယ် main အဲ့ဒီညီပေါ်ညီပိန်းအဖွဲ့တွေကိုဥဆောင်လိုက်ပေါ့ကွာ။ဟုတ်တယ်လား main ဥဆောင်ပြီးမြမပြန်လာပြီးတိုက်ပေါ့။တော်လို့တိုက်ပေါ့ main ဥဆောင်ပြီးတိုက်လိုက်ပေါ့။ဟိုက main ကဝေဖန်ရေးလေကန်ရေးတွေရှောက်လို့ဟိုမှာလူငယ်လူရွယ်တွေကသိနေတာအများကြီး။ main ကရှောက်မြောက်ပြီးနေတဲ့ကလေးတွေဟိုမှာအများကြီးစင်မလကီးရနေတာနော်။ငယ်ပြီမှလည်းတန်းစီနေအောင်မရဘူးလို့ပြောတယ်။အောက်တိရတာငယ်ပြီမှတော့မင်း PDF တွေကျွန်နေရာမပေးနိုင်တော့ဘူးပြောတယ်ပေါ့နော်။ ။ဒီစားလို့ပြင်ဆင်တာလေးပိုးကြီးอ่ะเนาะ။စနိုက်ပါစုရဲ့သတင်းလေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာ။ကျွန်မကိုဆက်လက်ပြောပြပေးမှာကတော့88မှာအင်မတန်ကိုကြောက်ဖို့ကောင်းတဲ့မီဒီယာအခန်းကဏ္ဍတစ်ခုသာဖြစ်ပါရဲ့ရှင့်။အဲ့ဒီမီဒီယာအခန်းကဏ္ဍလေးကိုကျွန်တော်ပြောပြမယ်။1988ခုနှစ်ဩဂုတ်လ6ရက်နေ့မှာဆိုရင်တဲ့ BBC မြန်မာပိုင်းကဏ္ဍဆိုတာထုတ်လင်းပြသခဲ့ပါရှင့်ထုတ်လင်းခဲ့တယ်ပေါ့နော်အဲ့တော့ရေဒီယိုလေးနဲ့နားထောင်ရတဲ့ခေတ်ပေါ့ရှင့်ည၈:၄၅မိနစ်မှာထုတ်လင်းခဲ့တာလို့သိရပါတယ် ဲ့ဒီသတင်းကတော့အင်းစိန်ထောင်ထဲမှာလုံတိန်တွေကအမျိုးသမီးတွေကြောင်းသူတွေတွေအချိန်ချင်းခါကမတရားပြုကျင့်ပါတယ်ဆိုတဲ့သတင်းလေးကိုဒီပြုကျင့်ခံတဲ့အမျိုးသမီးတွေကိုယ်တိုင်ကပေါ့နော်ဟိုလူတွေမင်းညာချင်းအစီအစဉ်ပုံစံမျိုးနဲ့ထုတ်လွှင့်ခဲ့တာဖြစ်ပါရှင့်သူတို့ဟာဆိုရင်ဒီအစီအစဉ်ထုတ်လွှင့်ဖို့စူးစမ်းခဲ့တဲ့အနေအထားလေးခုရှိပါတယ်အဲ့ဒါလေးကျွန်တော်ပြောပြပါမယ် BBC သတင်းတော့ဖြစ်တဲ့ Christopher Garner ဟာဆိုရင်1988ခုနှစ်အောက်တိုဘာလမှာပဲစမ်းကြောင်းမြို့နယ်ကျွန်းတော်တောင်ရက်ကချမ်းသာလန်းအိမ်အမှတ်18ကိုအောင်မျိုးထွန်းရဲ့နေမှာဒီရေဒီယိုထုတ်လွှင့်ချက်အစီအစဉ်ကိုအတန်သွင်းခဲ့တာဖြစ်ပါရှင့် ီစဉ်သူကတော့ကိုနေမဲဆိုတဲ့လူဖြစ်ပါတယ်။ဝိုင်းဝန်းကိုကြီးဆောင်ရွက်တဲ့သူတွေကတော့ကိုတင်မောင်ထွေးကိုထေးအောင်ကိုထေးကျွယ်နဲ့ကိုကိုကိုလက်တို့ဖြစ်တယ်လို့သိရပါရှင့်။အတန်သွင်းပေးကြတဲ့လူလူတွေကတော့မတ်အင်းကြီးသူနဲ့အခြားเจ้าလူလူဖြစ်တယ်လို့သိရပါတယ်။မတ်အင်းကြီးသူကတော့သူ့အခြားလူတွေကအခုညတောင်းတဲ့အတွက်ဘူးမတိပါမတိနဲ့အတန်သွင်းမှုတွေရောက်လာတယ်လို့သိရပါရှင့်။အဲ့ဒီအတန်သွင်းတဲ့မျိုးသမီးနှစ်ယောက်တည်းကတယောက်ပါဆိုရင်မင်းသားကြီးကြောက်ရင်တမီးလိုလည်းသိရပါရှင့်။နောက်တစ်ချိန်ကျမှဒါဟာလိန်ညာပြီးအတန်သွင်းခဲ့တာပါဆိုတော့သူတို့လည်းဝန်ခံတာတော့သိရပါရှင့်။ဒီကအတန်လွင့်အစီအစဉ်မတင်ဆက်တဲ့အချိန်မှာတင်ဆက်ပြီးအချိန်မှာပေါ့နော်။ သူတို့ဒီအတန်သွင်းမဲ့မိန်းကလေးတွေကပြောတယ်တဲ့မင်းကြီးခံရတဲ့မိန်းကလေးတွေနဲ့အပြင်မှာတွေ့လို့ရမလားဆိုပြီးမေးတဲ့ခါကျတော့သူတို့အတန်သွင်းခံတဲ့သူပဲပြောတယ်ပေါ့နော်တွေ့ပြမယ်တဲ့ပြောပါရှင့်အယုံဆုံးသူတို့ရေးထားတာကိုဖတ်ပြပါဒီစာရဲမှာရေးထားတဲ့အတိုင်းကိုကိုပြောသလိုပုံစံမျိုးနဲ့အတန်သွင်းတာပေါ့ရှင့်အဲ့လိုပုံစံမျိုးပေါ့မသိရင်အင်တာဗျူးလုပ်နေရပေါ့ဒါပေမဲ့ကော်မတီပြောတာကသူတို့တွေရေးပေးထားတဲ့အတိုင်းကိုပြောရတာပါရှင့်ဒီလိုနဲ့အတန်သွင်းအောင်တို့လိုချင်တဲ့ပုံစံပေါ့နော်လိုချင်တဲ့အနေအထားရောက်တဲ့ချိန်ကိုအထက်တကအတန်သွင်းပြီးတော့ရယူသွားပြီးရဲ့အခါမှာဆိုရင်မရင်းချင်းခံရတဲ့လူသမီးလေးတွေနဲ့တွေ့ပြမယ်ဆိုပြီးတော့ပြောထားတဲ့ခရီးစကားကိုလည်းမသိချောင်ဆောင်သွားတယ်တဲ့ အချိန်မှာအားတော့လို့အစီတေတော့အချိန်မရတော့လို့နောက်မြမတွေ့ပြီမဲဆိုပြီးတော့မလေးတစ်ပတ်တော့ပြီးတော့ထွက်သွားတယ်။ဒါကြောင့်အတန်သွင်းပေးလိုက်တဲ့နိုးမီတွေဟာဆိုရင်တကယ်မရေချင်းခံတဲ့နိုးသမီးတွေပါဆိုတဲ့သူတွေကိုအပြစ်မှာတွေ့ခဲ့လိုက်ခြင်းမရှိဘဲနဲ့ဒီဟာကိုအတန်သွင်းခဲ့တာဖြစ်ပါရဲ့ရှင့်။ကျမအနေနဲ့အားလုံးဖောက်ထုတ်ပြီးပြောနေပြီဆိုတော့အတန်သွင်းခဲ့တဲ့အစီအစဉ်လေးပဲပြောပြပါမယ်ရှင့်။အဲ့ဒီအစီအစဉ်ထဲမှာအနားထောင်ခွေးတွေလည်းစမှတ်မိမယ်လို့ထင်ပါရဲ့ရှင့်။ ဲ့ဒီကကျမနည်းနည်းလေးကိုပြောပြပါဘောနော်ကျမဗီဂန်ကတဲ့မိန်းလေးတွေရဲ့တနာဆိုရင်အဟင်ကိုရှိုက်တောင်းပန်တန်တွေကြားနေရတယ်တဲ့ကျမတို့ဓာတ်ပြတော့အချင်းချင်းဝင်လာပြီးတော့မင်းကျင်ပါတယ်မင်းကျင်ခံတဲ့မိန်းလေး၉ယောက်မှဆိုရင်၃ယောက်ကပို့ပို့တက်သိသွားခဲ့တယ်စတဲ့သူတွေကတော့ကိုဝင်ဖြတ်ချရသူဖြတ်ချရတယ်ဘဝပြည့်တဲ့လူကပြည့်ရတယ်ဆိုပြီးတော့အတန်ဒီအတန်ထားတဲ့ပြောဆိုထုတ်ဝင်နေတာတဲ့လူမျိုးစကလုံးတွေနဲ့ပေါ့နော်ဒါအောင်နားထောင်ခဲ့တဲ့သူတွေဆိုမှတ်မိပါလိမ့်မယ်ရှင့် ီသတင်းကိုနားထောင်ခဲ့ကြရပြီသူတွေကဆိုရင်ဒေါသတွေကကြီးထွားလာပြီးအခါမှာအချို့ဆိုနားထောင်နေနေညနေကြရတဲ့ခံစားခဲ့ရတယ်ဆိုတော့သိရပါရှင့်အဲ့ဒီခက်ကပေါ့နော်ဒါပေမဲ့သူတို့မသိလိုက်တာတခုကသူတို့အင်မတန်ဝမ်းနေဆိုတော့နားထောင်ခဲ့ရတဲ့သတင်းကအလေအညာသတင်းဖြစ်ခဲ့ဆိုတော့သူတို့လုံးဝမသိခဲ့ပါဘူးရှင့်ဒီသတင်းကြောင့်ဖြစ်ချက်ကိုလေသူက8ရက်8လ1988ရက်နေ့ပေါ့နော်8လုံးအရေးတော်ပုံကိုရှင်းသူတို့ပြောနေကြဆယ်အဲ့ဒီအရေးတော်ပုံမှာသူကပြင်းပြင်းထန်ထန်လူတွေပေါ့နော်အမုန်းတရားတွေနဲ့စုမှုလှုပ်ရှားမှုတွေဖြစ်အောင်ကြီးွယ်ပြီးတော့သူက6ရက်8လ1988ရက်နေ့မှာဒီအတန်တွင်ဇလန်းကို ထုတ်ပေါ်ပြီးတော့ထွင့်တယ်ခဲ့တာဖြစ်ပါတယ်ရှက်။ဒါကြောင့်ခြောက်ရနေရတွန့်လိုက်တဲ့အချိန်နဲ့ဒေါသတရားဟာရှစ်လေးလုံးမှဆိုရင်ကြီးမားစွာပေါက်ပွဲပြီးတော့နိုင်ငံတော်ဆွေးချောင်းစီးခဲ့ရတဲ့ကိစ္စတွေအများကြီးဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ရှက်။ဒီတော့ကျွန်မအနေနဲ့အရှိဆုံးကပြောခဲ့တဲ့စောင်းမလေးနဲ့ပြန်ဆက်မယ်ဆိုတော့ဒီမီဒီယာတွေကသွေးနဲ့အတူပေါ်ထွက်ခဲ့တဲ့မီဒီယာဖြစ်ပါတယ်။ဆက်စပ်ခြင်းပေါ်လာခဲ့ကတည်မမှန်တဲ့မီဒီယာဖြစ်ပါတယ်ရှက်။ကျမကခုနဖတ်ပြရတာလေးပြန်ပြီးတော့အောက်အောင်မယ်ဆိုရင် BBC BOE ရန်တိုက်ပေးနေသည်တဲ့တကယ်လဲရန်တိုက်ပေးနေတာပဲလေအဲ့ဒီရန်တိုက်ပေးမှုကြောင့်ကျမတို့မြန်မာနိုင်ငံသားတွေဘယ်တော့မှသိခဲ့ရလဲရှင့် ဒါတည်းအောင် RFK TV တွေသွေးထိုးနေသေးတယ်တကယ်လည်းသွေးထိုးခဲ့ကြတာလေသွေးထိုးတယ်ရန်တိုက်တယ်မုန်းတီအောင်လုပ်တယ်စက်ဖြတ်ဖြစ်အောင်လုပ်တယ်ဆိုတော့လေလိုင်းပေါ်ကလူသက်သမားတွေရှင့်ဒီမီဒီယာတွေကလေဒီတော့ဒီမီဒီယာတွေအခုချိန်မှာရေတောက်မြစ်အဖြတ်ခံရတာကိုကျမတို့မြန်မာနိုင်ငံသားတွေပျော်တာဟာတရားတယ်လို့ထင်လားမတရားဘူးလို့ထင်ပါလားရှင့်တာမန်ဆိုရင်တော့သူများအလုပ်ပြုတ်တာသူများဒုက္ခရောက်တာကိုကျမတို့ဝမ်းသာယုံထောက်ဆမရှိဘူးဒါပေမဲ့လေလိုင်းပေါ်ကလူသက်သမားတွေတတိမမှန်တဲ့လူသက်သမားတွေမီဒီယာလုံလန်းလုတ်ပြီးတော့လူသက်နေတဲ့သူတွေရှင့် လူတက်တာမှာတယောက်တစ်ယောက်တက်ခဲ့တာမဟုတ်ဘူးလူပေါင်းမြောက်များစွာခက်ဆက်ဆက်တက်တက်ခဲ့ကြတာလူချင်းချင်းတက်အောင်လို့သွေးထိုးခဲ့ကြတာရန်တိုက်လှုပ်ဆောင်ခဲ့ကြတာရှင်ဒီလိုမီဒီယာတွေပျက်စီးရပျက်စီးကြောင်းလမ်းကြောင်းပေါ်ရောက်သွားတာကိုကျမတို့မြန်မာနိုင်ငံသားတွေပျော်တယ်ဆိုတာလုံးဝမမှားပါဘူးရှင်အင်မတန်တရားမျှတရပျော်ရွှင်မှုသာဖြစ်ပါရှင်ဒါကြောင့်ကျမအနေနဲ့ဒီနေ့မှဆိုရင်ဒီနေ့လိုနေ့လေးမှဆိုရင်ပေါ့နော်ဒီသတင်းလေးကိုကျမရွေးချယ်ပြီးတော့တမင်တင်ဆက်ပေးတာဖြစ်ပါတယ်ဒီလိုမီဒီယာတွေကြောင့်ကျမတို့နိုင်ငံဆုံးရှုံးခဲ့ရတဲ့အရာတွေအများကြီးပါရှင်ကျမတို့နိုင်ငံသားတွေတိတ်ဆုံးခဲ့ရတာအများကြီးပါ ကျွန်တော်မြန်မာနိုင်ငံသားတွေအရိုးတွေကတုံ့ချိန်ရောက်ပြီနဲ့တူပါရှင်။ဒါကြောင့်ဒီမီဒီယာတွေကဆိုရင်ကျွန်တော်နိုင်ငံကိုပြုတ်မှုခဲ့တဲ့အတိုင်းစိုးဝါဆုတ်ပြတ်သွားတယ်၊ကြာဆင်းသွားမှာဖြစ်တယ်လို့ကျွန်တော်ဖြေဝါယုံကြည်ပါရှင်။ကျွန်တော်တို့ဘာသာမှာဆိုရင်ကိုပြုတ်တော့ကံကိုထံပြန်ပါတယ်။ဒါကြောင့်ဒီမီဒီယာတွေမှာလှုပ်လှုပ်တဲ့သူတွေဟာသူတို့ရဲ့ထုံထွင်းချက်တွေဟာမြန်မာနိုင်ငံကိုကောင်းကျိုးတွေရှိခဲ့တယ်ဆိုရင်ကောင်းတဲ့ကံတွေလို့စီကိုမကြောက်ရင်ရောက်လာမှာပေါ့ရှင်။ ဒါပူစရာမရှိပါဘူး။အေးဒါပေမဲ့ကျမတို့နိုင်ငံကိုသွေးချောင်းစီအောင်လုပ်ခဲ့တယ်။သူတို့ရဲ့ထုံ့နှံမှုတွေကြောင့်ကျမတို့နိုင်ငံသားတွေဖွေးကွဲရတယ်၊တက်မြက်တောက်တက်ဖြတ်ရတယ်၊ခုလိုအခြေအနေတွေဆိုးရတယ်ဆိုရင်ဒီကံဆိုးမှုတွေကလည်းသူတို့စီကိုရောက်ရှိလာမှာဖြစ်ပါရဲ့ရှင့်။ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့စကားကလကားပေါ်လာတော့မဟုတ်ပါဘူးเนาะဒါကြောင့်ကန်ဆိုးစေတဲ့အရာတွေလှုပ်ထားမယ်ဆိုတော့ဘယ်တော့တော့မိုးကလိုက်ရွာနေမှာပဲရှင့်အဲ့ဒီမိုးကအေးချမ်းတဲ့မိုးလည်းမဟုတ်ပါဘူးရှင့်အပူမိုးအစိမ့်မိုးမျက်ရည်မိုးတွေသာဖြစ်ပါလိမ့်မယ်ဒါကတော့ကျမနေတဲ့တန်ဆန်မိုးတွေအနေနဲ့သုံးဖြစ်ပါလိမ့်ရှင့်ကျမတို့ ါးဘယ်လိုလုပ်ပဲလုပ်လို့ကုသိုလ်နဲ့ရှင်တက်ဖို့လိုပါတယ်။သတင်းမီဒီယာဆိုတာလူတွေအများကြီးနားထောင်နေတာရှင်။လူတွေအများကြီးအတွေးခေါ်နေတဲ့ကိုကျမတို့ကသွားရောက်နေတဲ့လုပ်ငန်းရှင်။အဲ့ဒီလုပ်ငန်းထဲမှာအစိတ်တွေမပါဘူးလို့ရယ်။ကျမတို့ကလူညစကားပြောလိုက်ရင်ကိုပြောတဲ့စကားထဲမှာအစိတ်ပါရင်လူတယောက်ပဲအစိတ်သက်မှာ။ကျမတို့ပြောတဲ့စကားထဲမှာမီဒီယာသမားတွေပြောတဲ့စကားထဲမှာအစိတ်ပါခဲ့မယ်ဆိုရင်နားထောင်နေတဲ့လူက9000ဆို9000ကိုအစိတ်သက်မှာရှင်။ဒီထဲမှာမှအစ်ညံနေပါတယ်လို့ဆိုရင်အစိတ်က2000သက်မှာ။ ဒီတော့ကိုယ့်ရဲ့နှုတ်ထွက်စကားကဘယ်လောက်ထိအရေးကြီးလဲကိုယ့်ရဲ့သတင်းတင်ဆက်မှုကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုစဉ်းစားဆင်ခြင်သုံးသပ်သင့်တယ်လို့ထင်ပါရှင်ခုလိုပြောပြပေးတဲ့ sniper ဆိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ